င်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာတိတ်ပံမဝရေးသားထားတဲ့ဝိတုဆောင်းပါဘောင်းချုပ်တည်းထဲကတကြံခါရွှေမြိုင်မားဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်မော်လမြိုင်တကြံနဲ့ကာလရှိစွာ ကွဲကွာနေသော မောင်လူအေ၎င်း၏အိမ်သားတစုနှင့်ပြီးခဲ့သောကြံလုံးကမော်လမြိုင်မြို့သို့တွားရောက်ရေကစားစဉ်မော်လမြိုင်ကြံမှာ ရှင်းနှစ်ပေါင်းများစွာကပင်ကြော်ကြားခဲ့လေသည်ကြံခါ၌မော်လမြိုင်တွင်ရေကစားကြပုံမျိုးကို ရှေးခါကအခြားမျိုးများတွင်မမြင်ရကြီလွန်ခဲ့သော၄၅၆နှစ်ခန့်အခါကမန္တလေးနှင့်ရန်ကုန်မြို့တို့ကမော်လမြိုင်ကို အတူယူပြီးလျှင်ရေကစားပွဲမျာ ကျင်းပစာအခါကတရင်စာများထဲမှနေ၍ပင်မော်လမြိုင်ကတာသည်ရန်ကုန်ကတာသည်ဟု တမျိုးနှင့်တမျိုးမခံချင်အောင်ရေးသားကြသည်ကိုလည်းဖတ်လိုက်ရလေသည်ဤသို့ရေးသားခြင်းကခလေးဆန်လွန်လှပေ၏ယခုတစ်နှစ်နှစ်နှစ်အတောတွင်တွင်ဤသို့ရေးသားခြင်းမျိုးကို မတွေ့ရပေဤသို့တမျိုးနှင့်တမျိုးအပြိုင်ဆိုင်ရေကစားပွဲများကျင်းပနေရန်အကြောင်းအနှဲငယ်များမရှိ ကိုမြို့ဒလိနှစ်ကိုကျင်းပခြင်းမျှတာဖြစ်လေသည်မော်လမြိုင်တွင်ဤရေကစားပွဲမျိုးကျင်းပလာသည်မှာနှစ်ပေါင်းများစွာကြာလေပြီဤသို့ကျင်းပရာ၌လည်းတစ်နှစ်ထက်တစ်နှစ်တစားစာပြောင်းလဲ၍လာသည်ကို တွေ့မြင်ကြရပေလိမ့်မည် မောင်လူအေးတို့ဤဘိုးဘွားမိဘများလက်ထက်ကမော်လမြိုင်တွင် အကြီးကျယ်ရေကစားခြင်းကိုကျင်းပခြင်းမရှိခဲ့တက်ကြီးရွယ်ရင်တို့ထန်သွားကတနခါနန့်သားရီတို့ဖြင့် ရေကြော့လီရှိကြကုန်၏တက်ကြီးရွယ်ရင်တို့ကတနကားနန္ဒာရီတို့ကိုယူလာသောတငယ်လုံမငယ်တို့အားစူတောင်းမြတာပို့တကြပေသည်တငယ်ချင်းတွေ့ကြလင်အနေငယ်ရေဖြစ်သုံးလောင်းချင်းကိုပြုတ်လုလီရှိကြလေသည်မောင်လူအေးတို့ခလေးဘဝတုန်းကမူကားရေကစားချင်းရေပတ်ချင်းရေလေခန့်ချင်းဒလီကြီးစတင်ပေါ်ပေါက်လာလေသည် တကြံအကြနေမှစ၍အတက်နေတန်အောင်ညနေ2နာရီခန့်အချိန်မှမိုးချုပ်သည့်အထိကာလာသားများမြင်းရထားစီကရေလေခံကြလေသည်ဒိုင်းဝင်ကွင်းရက်မှမူပုံရက်ထိအောက်လန်းမာကြီးတိုင်းခောက်တုတ်ခောက်ပြန်မြင်းရထားများဖြင့်ရေလေခံကြ၏ထိုစဉ်ခါကမော်တော်ကားများမပေါ်သေးပေရထားကမတက်နိုင်ကြသော ခလေးများကမူကားလှဲများကို စီးကရေလေခံကြလေသည် အပြိုရွယ်မိမကလေးတို့ကမိမိတို့အိမ်ရှိမှနေ၍အိုကြီးအိုငယ်များနှင့်ရေကိုလှောင်ထားပြီးလင်လာသည်များသော ကာလာသားတို့အားရေလောင်းကြလေသည်။တကြံအကြဏီများတွင် မိမများရေလဲခံလိမရှိကြ။အတက်နှင့်ညနေတွင်ဖြစ်စေ ထိုညတွင် ဖြစ်စေမိမပြိုယောက်ျားပြိုတို့သည်မိမိတို့အချင်းချင်းစုဝေးကလှဲများဖြင့်ရိုးကိုဖျားသို့သွားကြလေသည်။ ရိုးကိုဖရကမော်လမြိုင်နဲ့ခေါနမိုင်ရှစ်မိုင်ခန့်ဝေးကွာပေးလိမ့်မည်ရှိုးကိုဖျားတို့ရောက်တော့ခါဖျားပဝင်းကျင်ရှိတစ်ပင်များအောက်တွင် ဝိုင်းဖွယ်ကမိမိတို့နှင့်ယူဆောင်လာသော စားပွဲတောက်ဖွယ်များကိုချက်ပြုတ်စားတောက်ကြကုန်၏ပျော်ပွဲစားထွက်သည်နှင့်တူးလာပေ၏ထိုဖျားပွဲတွင်ကကြတချင်းဆိုကြရေလောင်းကြနှင့်အထူးပျော်ပါလိရှိကြလေသည် ရေဆိုလင်းလဲရန်အင်ကြီးအဝတ်စားတို့ကို တစ်သားများတရေအိမ်များတွင် ထဲ၍ယူသွားကြလေသည်တရင်တခါအစလွန်အပျော်လွန်အနောက်လွန်သောကြောင့်တဖွဲ့နှင့်တဖွဲ့တစုနှင့်တစု အချင်းဖြစ်ပွားလေလေရှိ၏တဖွဲ့မှမိန်းကလေးနှင့် တဖွဲ့မှယောက်ျားကလေးတို့အဆက်ဖြစ်လာတတ်လေသည် အဖွဲသားချင်းချင်းအဆက်ဖြစ်တတ်သေး၏ယောကိုဖျားမှအဆက်ဖြစ်လာပြီလျှင်နောင်ဇနီးမောင်နှံဘဝသို့ရောက်သွားကြသည်လို့လဲအများပင် နနက်စာစားတောက်ကြပြီးလင်ရိုးကိုဖျားမှအသီးသီးမိမိတို့လှဲများဖြင့်ထွက်လာကြကုန်၏မြို့သူညနေ၄နာရီခန့်အချိန်တွင် ရောက်လေသည်လဲများကိုမြက်ရကိုင်းတိုင်ရင်ကိုင်းတို့ဖြင့်ကာယံ၍ထား၏ရေပတ်သောခါတက်တာယံဖြစ်လေသည် တချို့သောသူတို့မှာမိမိတို့၏လဲများကိုလှပလေအောင်အမျိုးမျိုးစင်ပြင်လာကြကုန်၏ငူပန်းဗရောက်ပန်း ြင်းမာပန်းကနဇိုးသီးတို့ဖြင့်လည်းတစားဆင်ထားလေရှိ၏မိမိတို့ကိုယ်ကိုယ်လည်းရဲစရာဖြစ်အောင်အမျိုးမျိုးဆင်ပြင်လာလေရှိကြလေသေး၏မင်းကုသလိုလှုပ်ထားသူလှုပ်လာဖိုးသူတော်ဖြစ်လိုဖြစ်ဇောကြီးဟန်ဆောင်သူဆောင်မရေပြောက်ရှားသူရှား အမျိုးမျိုးရဲစရာကောင်းအောင်လှုပ်ထားကြလေသည် အချို့မှာလှင်များကိုလှဲပေါ်တင်၍လှော်ခတ်ဟန်ပြုထားကြ၏။တခြင်းအမျိုးမျိုးကိုဆိုလာသူ အကအမျိုးမျိုးကိုကာလာသူတို့လည်းမရှားပြီ။တနစ်မှာတခါပြောခြင်းသလိုပြောကြသောဟု၏။ရိုးကိုပြန်လှဲများမျိုးရင်းသို့ရောက်သောအခါရေပတ်ရန် အိုးကြီးအိုးငယ်ဖြင့်ဆောင်းဆိုင်နေကြသောသူတို့ကအားရပါးရပတ်ကြလေတော်သည်။ ထိုအခါကလည်းယခုခေတ်မှာကဲ့သို့ပင်မူးယစ်သူများရှိကြတော့လဲယုံရင်ကြံတန်းသောတခြင်းများကိုဆိုလေမရှိကြခြင်းတန်ကြံများလဲများစွာမဆိုးလားနင့်ကြောရေရီဆိုလို့အစကငါမပြောလားဟူ၍၎င်းမွေရုပ်ကလေးကိုကိုင်ကရေနဲ့ပိုက်ရင်မွေနဲ့တူမဲဟူ၍၎င်းယထားများလှဲများတဲ့မှာဆိုသွားကြသည်ကိုယခုထက်တိုင်းမှတ်မိသေး၏ မောင်လူအေးတို့အတန်ကလေးကြီးပြင်းလာသောခါရင်မူကရေကစားပုံအနှဲငယ်ပြောင်းလဲ၍လာ၏မြင်းယထာလှဲမြခစ်မှမော်တော်ကားမော်တော်ဘက်ခစ်သို့ပြောင်းလဲလာလိမ့်မည်မြင်းယထာများစာမော်တော်ဗန်များကိုရေလဲခံရတွင်တစတစအသုံးပြု၍လာ၏ရှေးခါကအကြနေမှ အတက်နေသည့်ရေလဲခံရသောသူတို့မှာ ကာလာသားယောက်ျားများသာ ဖြစ်တော်လဲယခုခါ မိန်းကလေးများသည်ရေခမ်းသောသူတို့တွင် ပါဝင်၍လာ၏မိန်းကလေးများရေလေကစားစာအခါက အိန္ဒြေမဲ့တဲ့မိန်းမတွေဘာတွေညာတွေစသဖြင့်လူကြီးများကကဲ့ရဲ့ကြလေသည်ဤသို့ကဲ့ရဲ့သည့်အထဲတွင်ပင်ရေလေကစားကြသောမိန်းကလေးတို့ဤဥယေမှာတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြ၍လာတော့၏ကဲ့ရဲ့သူများမကဲ့ရဲ့နိုင်တော့ပြီအစင်မပြတ်ပြောင်းလဲနေသောခေကြီးကိုမြည်သူ တားဆီး၍ရပေအန်းသည်ယောက်ျားကလေးများသာရေလေကစားသော ခစ်ကမိန်းကလေးတို့သာမိမိတို့အိမ်ရှိမှနေ၍ရေပက်ကြလေသည် မိန်းကလေးများပါရေကစားထွက်ကြသောခေတ်သို့ရောက်လာသောခါရင်မူကကာလာသာလူပြူတို့ကအိမ်ရှိမှနေ၍ရေပတ်စပြူလာကြလေသည်။တကြံရေကစားရာတွင်ယောက်ျားကလေးတို့ကမိန်းကလေးတို့ကိုမှပတ်ချင်ကြလေသည်။မိန်းကလေးတို့ကလည်းယောက်ျားလေးတို့ကိုမှပတ်ချင်ကြကုန်၏ဤသို့ဖြစ်ခြင်းကလောကဓမ္မတာပင်တည်ဓာတ်ဖိုသည် ဓမ္မပတ်လိုက်မှ စီးစိမ်ရှိ၏ဓမ္မသည်လည်းဓာတ်ဖို့ကိုပတ်လိုက်ရမှစီးစိမ်ရှိလေသည် ရေကစားကြသည်မှာဤအရသာကလေးကိုခံစားလို၍ရေကစားခြင်းများဖြစ်ပေသည်ရေပတ်သောယောက်ျားသည် ရေလေခံသောမိန်းမ၏ကြောကလေးဆက်သွားပါမှတာ၍စီးစိမ်ရှိ၏မိမိပတ်လိုက်သောရေလုံးကြောင့်ကြောဆက်သွားသည်ဖြစ် အမလီဆက်လိုက်တာဟု အော်လိုက်သောအတန်ကို ကြားလိုက်ရသောသူ၏နှလုံးသားတွင်ဖရဏာပီတိဂွန်းစီထိတဲ့ကဲ့သို့ဖြစ်သွားမိမှမလွဲပေမိန်းကလေးတယောက်ကတအားကုန်လွှဲ၍ပတ်လိုက်သောကြောင့်ရေလေခမ်းသူယောက်ျားတယောက်ရေမောသွားသည်ကို မြင်လိုက်ရင်လေဤနီးအတိုင်းပင်ဖရဏာပီတိဖြစ်မိသာသည်ရေပတ်ချင်း၏အရသာသည်ဆိုရွှဲနေသောသူတို့အားထမှန်၍ဆိုရွှဲစေရန် ရေဖြစ်လောင်းခြင်း၌မရှိ ရေလေခံသူတို့ဆက်သွာနာသွာခြင်း၌သာတည်နေလေသည်တို့ကြောင့်မဟုတ်သောလက်မောင်းအနာခံကတအားကုန်လွှဲ၍ပတ်ကြခြင်းဖြစ်လေသည်မောင်လူအေကတကြံခါတွင်မိမိ၏နေရမော်လမြိုင်တို့မရောက်သည်မှာနှစ်ပေါင်း၁၁နှစ်ပင် ကြာခဲ့လေပြီမော်လမြိုင်သားတို့မြည်သည်တကြံခါတွင်နေရက်တို့ပြန်ခြင်းသည်သာသည်သို့သောအကြောင်းမညီညွတ်သောကြောင့်သာမရောက်ချင်းဖြစ်လေသည် ်ယခုနှစ်တွင်ကအချောင်းညင်ညွတ်သောကြောင့်တအိမ်သားလုံးမော်လမြိုင်သို့ ရောက်၍သွားကြလေသည် သူဤသားကလေးမောင်လူမှွေကသုံးနှစ်ခွဲသားကလေးများဖြစ်တော်လဲမော်လမြိုင်သွေးပါသူဖြစ်သောကြောင့်တညက်နေလုံးအိမ်ရှိမှနေ၍လာသမျှသောမော်တော်ကားလှဲရထားတို့ကိုမိမိဤပြွတ်တိုးကလေးဖြင့်ပတ်နေလေသည် မိတို့ပင်ချော့ကအိမ်ထဲသို့ခေါ်တော်လဲမဝင်မိမိငငယ်တုန်းကလည်းဤတို့ပင် ရေကစားခဲ့သည်ကို တွေးမိသောမောင်လူအေးကမိမိဤသားကလေးအားလှုပ်ရည်သာ ထားလေတည်း၁၇နှစ်တိုင်တိုင်ဒကြံအတွင်းမော်လမြိုင်သို့မရောက်သောမောင်လူအေးသည်ဒကြံရေကစားရာ၌ရှေးခါကထက်ထူးခြားသောအချက်များကို တွေ့မြင်ရပေ၏ရှေးခါကမြင်းရထားနှင့် ရေကစားသူတို့များ၍ မော်တော်ဘက်ဖြင့်ရေကစားသူတို့နှဲပါတော်လဲယခုအခါရင်မူကားမော်တော်ဘက်ဖြင့်ရေကစားသူတို့သာများ၍မြင်းယထဖြင့်ရေကစားသူတို့မရှိသလောက်ပင်ရှားချောင်းတွေ့မြင်ရလေသည်မော်တော်ကားခစ်ပေကိုမော်တော်ကားတစ်စီးလျှင် ကာလာသားပေါင်း40ကျော်90ခန့်တို့သည်အင်ညီလုံးကြီးခေါင်းစည်းစင်တူဝစ်ကရေကစားကြသည်ကိုလည်းမြင်ရ၏ရှေးခါကဤသို့စင်တူဝစ်ကရေကစားကြသည်ကိုမမြင်ရပေမော်တော်ကားမော်တော်ဗန်များကို မြင်းပြန်ရုပ်ဒေါင်းရုပ်စသဖြင့်ပြုလုပ်ပြင်ဆင်က ရေလေကစားကြသည်ကိုလည်းတွေ့မြင်ရပေ၏ရှေးခါကဤသို့မဟုတ်လွန်ခဲ့သည့်နှစ်များကယခုနှစ်ထပ်ပင် အယုံမျိုးစုံပေးသေးသည်ဟု ပြောကြသည်ကို ကြားရလေသည်လှပစွာ စင်ပြေလာသောအဖွဲ အကအဆူကောင်းသောအဖွဲတို့အားဖလားစုဒိုင်းစုများဖြင့်ချင်းမြင်သည်ကိုလည်းတွေ့ခဲ့ရ၏ရှေးခါကဤသို့ချင်းမြင်ခြင်းမရှိခဲ့ ရိုးကိုဖျားမှာမြို့နှင့်ခုနှမိုင်းရှစ်မိုင်ခန့်သာကွာဝေးသောကြောင့်မော်တော်ဘက် မော်တော်ကားတို့ဖြင့်သွားလျင်ခနာလေးနှင့်ရောက်နိုင်၏ရိုးကိုဖျားနီ တစ်ပင်အောက်တွင် ဝိုင်းဖွဲကချက်ပြုတ်စားရန်မလိုနက်နက်စားစားတောက်ပြီးမှသာတွားကြလေသည်ရှေးကကဲ့သို့ပျော်စရာမကောင်းလှပေရိုးကိုပြန်နေတွင် ရှေးခါကကဲ့သို့တည့်ရများဖြင့်တစားစင်ထားသောလှဲရန်ကြီးကိုလည်းမမြင်ရတော့ပြီပျော်ပျော်ပါပါတချင်းတကြောကြောနှင့်ရေကစားကြသော သူတို့ကိုမြင်ရသော မောင်လူအေးအီစိတ်ထဲတွင် ရိုးတိုးရွတ်တာဖြစ်၍လာ၏ ငငယ်ကပျော်ပါးကြေပုံတွေကိုပြန်ပြောင်း၍တရိရမိ၏ထိုသူတို့ကဲ့သို့ပျော်ပါးလိုသောဆန္ဒပေါ်၍လာ၏ဤသို့ပေါ်လာသောကြောင့်မော်တော်ဘက်တစ်စီးကိုငှားကတအိမ်သားလုံးကို ခေါ်၍မိတ်ဆွေကြီးကွန်စုတို့အိမ်သားမိတ်ဆွေများနှင့်မော်တော်ဘက်ပေါ်သို့ရောက်လင်တချင်းဆိုခြင်းစိတ်ပေါက်လာ၏ဤသို့ပေါက်လာသည့်အတိုင်းယခုနှစ်တွင်ခေစားသော အမေချွေးမှပြောက်လို့ရှာတွေ့ပြီးတွေ့ပြီးသူပဲသူပဲဟု အော်ဟစ်ကဆိုလေ၏မိတ်ဆွေကြီးကွန်စုသည် မနေနိုင်တော့ပြီမောင်လူအေးသည်တချင်းဆိုရ၌မကြေနပ်သည် ရေပတ်နေသောမိန်းကလေးတို့အားလက်ညှိုးထိုးကာဆိုလေသည်တခါထိုးသောကိစ္စမရှိနှစ်ခါထိုးသောအရေးမကြီးသုံးခါထိုးသောခင်တန်းမြင့်မျက်ဆောင်ထိုးလေသည်တို့တော့မမြင်ဟန်ဆောင်ပြီးလျှင်စိုးမြဲတိုင်းစိုးလက်ညှိုးထိုးမြဲတိုင်းထိုးလာ၏ နောက်ဆုံးတွင်ခင်တန်းမြင့်ပေါင်ကိုလိန်ဆွဲလိုက်တော့မှလက်ညိုးထိုးခြင်းအလုစကန်းတင်းသွားတော့၏တို့နှင့်တင်မော်လေရက်သူရောက်သွားလေသည်ရေပတ်သူတို့၏လူလူကြီးကကြီးမားလှပေ၏ကြောက်စရာအလွန်ကောင်းလေသည်သို့သော မောင်လူအေးတို့မကြောက်တင်မောလဲကပတ်တဲ့ရေရေတာပေါရေတာပေါဟုအော်၍ဆိုကြကုန်၏ တင်မောလဲသူတင်မောလဲသားများမခံခြင်းဖြစ်ကြလိမ့်ပြီမော်တော်ဘက်မောင်းသမားအားအရက်ခိုင်းပြီလျင်စိတ်ရှိလက်ရှိအာကုန်လောင်းကြပတ်ကြလိတော့ဤရှမ်းနှင့်စင်ကွင်းပြင်တွင် တွေ့ကြလိမ့်ပြီမောင်လူအေးတို့ကပင်လျှော်ပေးမိသောတင်မောလဲသူတင်မောလဲသားတို့ကပင်အညံ့ခံမိတော့မြည်သူမြအညံ့မခံအလျှော်မပေးပတ်သူတို့ကလည်းပတ်ရေလာပော့ဆိုသူတို့ကလည်းဆိုနှင့်စူညံနေလေတော့သည် တင်မော်လေတက်တော်သားတို့၏ရေတီးဟူသောလက်နက်မှန်သောကြောင့်အတော်ပင်ကြောဆက်ကြတော်လဲမခံကျင်စိတ်ကလှုံ့ဆော်သောကြောင့်လက်နက်မချရေရာပေါ့ကူသာ တွင်တွင်ကြီးဆိုနေလေသည်နောက်ဆုံးရေပတ်သူတို့တွင်ရေဒီဟူသောခဲယံမိကြောင်များစင်အိုးကြီးစင်အိုးငယ်တို့တွင် ကုံသောအခါကြမှာ တေမောလဲသူတေမောလဲသားတို့လက်နက်ချရရှာလေသည်မောင်လူအေးတို့ကပထမတက်ကြီးကိုအောင်မြင်သောကြောင့်အာရဝန္တာစီစောကခြိတက်၍လာကြသည်တေမောလဲရက်ကတက်တော်သားတို့ကအန်ကျိတ်ခါကြံရစ်ခဲကြရရှာလေသည် မကြမီ ရွှေတောင်ရက်မှတက်မကြီးနှင့်တိုးနေပြန်လေပြီ မောင်လူအေးတို့ရေရာပော့ကြပြန်၏ တင်မောလဲရမှာကဲ့သို့ပင် အရှုံးမပေးတမ်းပတ်ကြဆိုးကြပြန်၏နောက်ဆုံးတွင်ရွှေတောင်ရဲ့တက်တော်သားတို့လက်တွင်ခဲရန်မိကြောင့်ကုန်ခန်းသွားလေသည်ထိုအခါကျမှ မောင်လူအေးတို့အောင်စီရွန်းကထွက်လာခဲ့ကြလေသည်ရွှေတောင်ရဲ့တက်တော်သားတို့ကစိတ်ပြက်ခါကြံရစ်ခဲ့ကြကုန်၏ တေမောလေးရဲ့နဲ့ရွှေတောင်ရဲ့တက်မာကြီးနှစ်တက်ကို အောင်မြင်လာကြသော မောင်လူအေးတို့ကအခြားတက်ခွဲကလေးများကိုဘယ်မှလင်မှုပါတော့အန်နီအိမ်ပြန်ရောက်ကြသောအခါမေးခိုက်ခိုက်တုံနေလေ၏သို့သော ထိုတက်မာကြီးနှစ်တက်တို့ကိုကောင်းစွာအောင်မြင်လာကြသောကြောင့်ပျော်၍မဆုံးဆံမြုံပြန့်၍မဆုံးတော့ပေဤကားတကြံရေကစားခြင်းဤအရသာပေတည်း အားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါစေရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတူပါတယ်ပြည့်စုံနိုင်ကြပါစေနော်